အခုကျွန်တော်တို့တပ်မတော်ကနေခေါ်ပြီးတော့ချော်ပြည်ဒီမှာပြည်သူတွေကိုတတ်နိုင်သူချော်ပြည်တွေအတွက်ကိုတာဝန်ပေးတယ်။ကာရက်နေပေါ့။အဲ့ဒီအတွက်ကျွန်တော်တို့တွေကလည်းသွားရောက်ပြီးတော့ဖြောပြည်တယ်။အဲ့ဒီအတွက်ကျွန်တော်အများတမျိုးမြင်ကြရလဲကျွန်တော်အနေနဲ့ရင်ထဲမှာဘာမှမှတ်မထားပါဘူး။ဒီနေ့ညဒီနေ့တည်းမှာစမ်းမရေးတော်တော်မကောင်းဘူး။ကိုနှစ်တရားတခါလေဖြန်းမှုတယ်။အဲ့ဒီလေဖြန်းမှုတာကနေပြီးတော့တလားလားခုလည်းတော့ပြန်ကောင်းသွားတယ်။ဒါပေမဲ့အခုဒီနှစ်ပိုင်းပေါ့ဒီနှစ်ပိုင်းထဲမှာကျွန်တော်စမ်းမရေးတော်တော်မကောင်းဘူး။ ။ဒါနှစ်ဖက်တည်းရှိတာ။အဲ့တော့ဟိုဘက်ကလည်းမငါဘူးဒီဘက်ကလည်းမငါဘူး။ဟိုဘက်မှလည်းမရရောက်ဒီဘက်မှလည်းမရရောက်ဆိုတော့အဲ့ဒါပေါ့ကြားတဲ့ငုတ်တုံနေတာဟုတ်။အကျန်းဖက်စစ်တပ်ကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ပြီးဒုက္ခအမျိုးမျိုးပေးနေကြချိန်မှာ ပြည်သူကျေးဇူးကိုကံပြီးစစ်တပ်ဘက်ကရက်တီခဲ့ကြတဲ့ဒိန်းတောင်ငင်းချန်းတို့အဖွဲ့ကတော့အခုချိန်မှာ ပြည်သူမြေတားတွေစူးပြီးဒုက္ခလှလှတွေ့နေကြပြီဖြစ်ပါတယ်။ ညံရီနေပြည်စစ်တပ်အောက်ဆွဲလုပ်ပြီးရှမ်းသာမလားလို့တွက်ခဲ့တဲ့ဒိန်းတော်တယောက်အခုချိန်မှာစစ်တပ်ကလည်းထင်လောက်အောင်ခေါ်မတုံးတယ်လို့ပြည်သူတွေကလည်းလက်မခံတော့တာကြောင့်ထုတ်လုပ်ရေးတွေကလည်းသူ့ကိုရိုက်ကူးရေးမလုပ်ကြတော့လို့ဒုက္ခရောက်နေပြီဖြစ်တဲ့အကြောင်းမျက်နှာငယ်လေးနဲ့ဖွင့်ပြောလာပါပြီပြည်သူတွေစ조사ခဲ့ကြတဲ့ဘွိုင်းကော့ဆိုရာကိုမျက်မြင်ဒိဋ္ဌရေပေါ်စီအနုပညာသမားဆိုသူဖက်ခွက်စားတယောက်အကျွဲမအိုသေးပဲစောစောစီစီကြုံတွေ့ခံစားနေရပြီပဲဖြစ်ပါတယ် ဒိန်းတော်အောင်သည်ညင်ချမ်းတို့အဖွဲ့ဟာအနုပညာကိုဗန်းပြပြီးစစ်တပ်အောက်ဆွဲထောက်ခံပွဲတွေကြိုးဆိုပွဲတွေနဲ့ဝါရပြန့်ပွဲတွေကိုတက်ရောက်ပြီးစစ်တပ်အလုပ်ကိုပေါ်ပေါ်တင်တင်လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ညင်ချမ်းဆိုရင်လည်းအခုချိန်မှာပြည်သူမြေတားစူးပြီးလေဖျန်းနေပြီလို့သိရပါတယ်။သူဒုက္ခရောက်နေတဲ့အကြောင်းအင်တာဗျူးတွေတက်လာတိုင်းလည်းပြည်သူတွေကမတနာကြတော့ပဲဝမ်းသာကြတဲ့အကြောင်းကွန်မန့်တွေဝိုင်းပြီးမှန်းကြတာကိုပဲတွေ့ရပါတယ်။ ဒိန်းတောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မေတ္တာဝင်ယူမလားဆိုတဲ့ဟိုတို့ယူစားတွေဒိုက်တာလည်းရှိကျတော့ဘယ်သူကားရိုက်ခေါ်မလဲဘယ်သူပွဲငါမလဲစောင့်ရတဲ့အနေသားဖြစ်နေဟုတ်ပါဗျာအိုးကျွန်တော်ကလည်းပို့ဝင်နေလေရိုးသားပဲပြောတာတပတ်ကမငားရင်တပတ်ကဟိုမှာသိတယ်လေဒီတော့နှစ်ဖက်တည်းရှိတော့ အဲ့တော့ဟိုဘက်ကလည်းမငါဘူးဒီဘက်ကလည်းမငါဘူးဟိုဘက်မှလည်းမရရအောင်ဒီဘက်ကမှလည်းမရရအောင်ဆိုတော့အဲ့ဒါပေါ့ကြားထဲကငုတ်တုတ်နေတာဟုတ်အဲ့ဒါအဲ့ဒါအာတနည်းတစ်ချိန်တော့တော့ညောင်တွေကရရပါတယ်မြမတန်ကတော့တစ်ခါပဲရရသေးတယ်အခုချိန်ကြီးတော့ဘာမှမရရတော့ဘူးပေါ့နော်လုံမရဘူးအာနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေမမမကတော့ဌာနဆိုင်ရာပွဲတွေရှိမှာဟုတ်လား အချို့ဟိုတိုင်းနေတိုင်းယုံနေပါအဲ့လိုပွဲတွေရှိတယ်အဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကအခု2024 25မှာအဲ့ဒါတွေလည်းပွဲမကဘူးကျွန်တော်ကဘယ်သူကားရိုက်ခေါ်မလဲဘယ်သူပွဲငါမလဲစောင့်ရတဲ့အနေအထားဖြစ်နေအဲ့တော့စီမံအုပ်ချုပ်ရေးကောင်စီဥပဒေပေါ့နော် ိုရာကြီးနိုင်ငံခြားခရီးစဉ်သွားတဲ့တောက်ရှုံကျွန်တော်သတင်းမပြတ်ကြည့်တာဗောနော်ကြည့်တော့သူ့ရဲ့လှုပ်ဆောင်ချက်တွေပြီးတော့အားလုံးဗောနော်ကျွန်တော်နိုင်ငံကြီးကမကြခင်မှာအလွန်တရာကိုခွင့်ပြုတိုးတက်ပြီးတော့ကောင်းမွန်လာမယ်လို့မြင်မိတယ်ဗောနော်ဟောလဲဆိုကျွန်တော်ဒီသတင်းလေးတွေကိုစင်ဆက်မပြတ်ကျွန်တော်ကြည့်တာဟိုသတင်းကိုလေကြည့်တဲ့အတွက်ဟိုတိုင်းပြည်အတွက်အများကြီးကောင်းလာနိုင်တဲ့အကျိုးဖြစ်ထိုးမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်တို့ဝမ်းမန်းသာသာနဲ့ အဲလိုကြိုးဆိုခြင်းဖြစ်ပါတယ် MNDA တို့ DLA တို့ AA တို့အဲပူပေါင်းဖွဲ့တွေကိုလည်းကျွန်တော်တို့အနေနဲ့အမှုပညာရှင်တယောက်အနေနဲ့ပေါ့မေတ္တာရက်ခံတာပါလို့နောက်နောက်အဲ့လိုမျိုးအပြစ်မဲ့ပြည်သူတွေကိုမလုပ်ပါနဲ့လို့မေတ္တာလည်းရက်ခံပါတယ်တောင်းနဲ့တောင်းပါမယ်နော်ကျွန်တော်ကလူရှင်တော်ပါပြည်သူတွေကိုဖြိုပြရမှာကျွန်တော်တောင်းပါအဲကျွန်တော်တို့ဘာဖြစ်တယ်ညာဖြစ်တယ်ဘလူပဲပြောပြောကျွန်တော်ကကျွန်တော်အလုပ်ကိုပဲကျွန်တော်လုပ်တာလူရှင်တော်တယောက်ကပြည်သူတွေကိုဖြိုပြတာ ကျွန်တော်ရှင်ထဲမှာတော့တတ်မတော်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရှိသမျှအားလုံးဟာပြည်သူပြည်သူတွေကိုဖြိုပြီးရမှာကျွန်တော်အလုပ်အဲ့တော့ကျွန်တော်တို့ကိုလှူရလဲကားရင်ကားမယ်မင်္ဂလာစော်လဲကားရင်ကားမယ်ဘုန်းကြီးပြန်လဲခေါ်ရင်ခေါ်မယ်အဲ့လိုပဲဘယ်နေရာပဲခေါ်ခေါ်ကျွန်တော်တို့အမှုပညာကိုဖြောပြဖို့အတွက်တာဝန်ပေးတာပဲအဲ့ဒီတော့ကျွန်တော်တို့ကဘယ်နေရာပဲခေါ်ခေါ်ကျွန်တော်တို့ကဖြောပြမှာပဲအခုကျွန်တော်တို့တက်မတော်ကနေခေါ်ပြီးတော့ဖြောပြဒီမှာ ပြည်သူတွေကိုတတ်နိုင်သူဖြောပြတဲ့အတွက်ကိုတာဝန်ပေးတယ်။သားရဲနေပေါ့။အဲ့ဒီအတွက်ကျွန်တော်တို့တွေကလည်းသွားရောက်ပြီးတော့ဖြောပြတယ်။ဖြောပြရတဲ့အတွက်လည်းကျွန်တော်တို့တက်ကိုထိုက်တန်တဲ့အမှုပညာကြီးကိုပေးတယ်။အဲ့တော့ကျွန်တော်ရဲ့မိသားစုစာဝတ်နေအရှင်ပြေတယ်။အဲ့တော့ကျွန်တော်ကကျွန်တော်မိသားစုစာဝတ်နေအရှင်ပြေဖို့အတွက်ဘယ်နေရာကပဲခေါ်ခေါ်ကျွန်တော်ကပြည်သူတွေကိုဖြောပြတဲ့တာဝန်အတိုင်းကျွန်တော်ကဖြောပြတာပါ။အဲ့တော့ကျွန်တော်အများတမျိုးမြင်ကြရလဲကျွန်တော်အနေနဲ့ရင်ထဲမှာဘာမှမှတ်မထားပါဘူး။ဒါမှကျွန်တော်တို့ကတော့အမှုပညာသမားဖြစ်တဲ့အတွက်အမှုပညာအလုပ်ပဲလုပ်တတ်တဲ့အတွက် အနုပညာနဲ့ပတ်သက်တဲ့အလုပ်ပဲလုပ်ပါတယ်ကျွန်တော်ချစ်ချင်းမုန်းချင်းကတော့သူတို့ရဲ့အပိုင်းပေါ့ကျွန်တော်တို့ကအနုပညာသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ကြိုက်တဲ့တရားငါကျွန်တော်တို့အနုပညာကြီးနဲ့ကျွန်တော်တို့သတ်မှတ်ထားတဲ့ဟာလေးနဲ့ကျွန်တော်တို့အမောက်ကလေးရမယ်ဆိုရင်ကျွန်တော်တို့ကဖြိုပြဖို့အသင့်ပါပဲဒါမဲ့ဟိုတွန်းတူကျွန်တော်တို့မုန်းပြီးတော့ဘာလုပ်မယ်ညာလုပ်မယ်ဆိုတာလဲကံရှိသေးပေါ်နေရမှာပဲဒါကြောင့်မလို့ကျွန်တော်တို့ကဘာလို့မှမုန်းချင်းချစ်ချင်းမရှိပါဘူးကျွန်တော်တို့ကဖြိုပြနေရရင်ဂျင်းနဲ့နေတဲ့လူရှင်တော်တွေပါဒီနေ့ညဒီနေ့တည်းမှာစမ်းမရေးတော်တော်မကောင်းဘူး ဟိုးနှစ်တည်းကတခါလေဖြန်းမှုတယ်အဲ့လေဖြန်းမှုတာကနေတော့တလလာကုတယ်တော့ပြန်ကောင်းသွားတယ်ဒါပေမဲ့ခုဒီနှစ်ပိုင်းပေါ့ဒီနှစ်ပိုင်းထဲမှာကျတော့ကျမ်းမကြီးကတော်တော်မကောင်းဘူးအဲ့ဒူးကောင်းနဲ့နှလုံးပေါ့နော်နှလုံးကအဆိုးရှင်လေးတွေမကောင်းဘူးဒူးကောင်းအရွက်ကြောတွေမကောင်းတော့ဘူးပေါ့အဲ့လိုလေအဲ့ဒါကြီးတော့ရှိတယ်ညညလေဖြတ်သွားတာမဟုတ်ဘူးလေဖြန်းတာပေါ့နော်လေဖြန်းတော့ဒီညာဘက်မျက်လုံးနဲ့ဘယ်ဘက်နဲ့မှဒီလိုဒီလိုရွက်သွားတာပေါ့နော်စပင်းမလုံးနိုင်တော့ဘူးပေါ့နော်တက်ကလေးလည်းနည်းကြီးလာပြီလေသမီးလည်းဖြူးလာပြီ လူကြီးပဲလည်းဖြစ်လာဆိုတော့နှလုံးရောဂါလည်းအစဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးနေနေလို့ကျမ်းမာရောဒီနေ့မတော်လေးချူကြတယ်